အားလုံးကိုမင်္ဂလာပါလို့ရှိစွာနှုတ်ခွန်းဆက်ပါရယ်ဒီကနေ့အတူတကွဆင်ချင်ရမယ့်နှုတ်ကပတ်တော်ကကောရိန္သုတုတ္တိယဩဝါဒစာဆောင်အခန်းကြီးလေးအပိုင်းငယ်၈နှစ်ကိုဖြစ်ပါတယ်ငါတို့ဒီအမျိုးမျိုးသောစုံစမ်းနှောက်ရှက်ခြင်းကိုခံရတော်လဲအကျိုးနဲ့ချင်းတို့မရောမကြမ်းစီနိုင်အောင်ရှိတော်လဲစိတ်မပြေရင်းဆဲခြင်းကိုခံရတော်လဲရှုံးခြင်းမရှိအောက်တို့လဲခြင်းကိုခံရတော်လဲဆုံးရတို့မရောထာကြတော်တဲ့နှုတ်ကပတ်တော်အဖြစ် အရောက်တိုင်းကိုဖရာသခင်ကောင်းချီးပေးပါစေအာမင်ကျွန်တော်တို့ဒီ2021ခေတ်တကိုကျွန်တော်ဖြတ်ကျော်ရမယ်ချိန်မှာချောချောမွတ်မွတ်နဲ့ဖြတ်ကျော်ရမှာတော့မဟုတ်ပါဘူးအဆိုးနဲ့အကောင်းတွင်တွဲတယ်လို့ပဲမကောင်းတာနဲ့ကောင်းတာလည်းတွင်တွဲတတ်ပါတယ်လူသားရေလို့ဖြစ်တဲ့ချိန်မှာကျွန်တော်တို့ကအားလုံးအကောင်းချီးပဲလို့ချိန်ပါတယ်အကောင်းချီးပဲဖြစ်ချိန်ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့အသက်တာထဲမှာ ပုံမှန်တွင်တွဲလာတာကအဆိုးနဲ့အကောင်ဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီ2020နဲ့တိအသက်တာမှာလဲအဆိုးနဲ့အကောင်တွင်တွဲလာမယ်ဆိုတော့ကျွန်တော်တို့အစဉ်ချင်းနှလုံးသွင်းဖို့အရေးကြီးပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အကောင်ကြုံတွေ့တဲ့အချိန်မှာကျွန်တော်တို့ဖရာသခင်ကိုမမေ့မပြောက်ဖို့ဖရာသခင်ရဲ့ကျေးဇူးတော်ကိုရည်တွက်ချီးမွမ်းပြီးခမကျေးဇူးတည်တတ်တဲ့စိတ်နဲ့အသက်ရှင်ဖို့လိုသလိုစုံစမ်းခြင်းတွေကြုံတဲ့အချိန်မှာလဲကျွန်တော်တို့ အောက်ဆုံးထိအောင်လဲချင်းကိုမရောက်တော့သူတွေဖြစ်ဖို့အတွက်အောင်နိုင်တဲ့သူတွေဖြစ်ဖို့အတွက်ကျွန်တော်အာတိုက်တွန်းချင်တယ်ဒီကနေ့ကျွန်တော်တို့အသက်တာထဲမှာအမြဲတမ်းကြုံတွေ့ရတတ်တဲ့အသိတော်ထဲမှာတို့ကောင်းမိသားစုထဲမှာတို့ကောင်းပင်ရချင်းအပေါင်းအသင်းထဲမှာတူကောင်အဖွဲ့အစည်းတစ်ခုခုနဲ့အလုံးလုံးနေတဲ့အချိန်မှာတူကောင်စိတ်ချင်းမတိုက်ဆိုင်တာလို့ပဲဖြစ်ဖြစ်အမြင်ချင်းမတူတာလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကအမြဲတမ်းဆုံဆန်းချင်းခံရတတ်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ အာကျွန်တော်တို့ကဖះနဲ့သွားလာဖို့ရည်ကြီးတယ်ငါတို့ဒီတဲ့အမျိုးမျိုးသောစုံစမ်းခြင်းကိုခံရတော့လဲအကျိုးနဲ့ခြင်းတို့မရဘူးတဲ့အာမင်ဒါကြောင့်မလို့ကျွန်တော်ရဲ့အသက်တာထဲမှာအမျိုးမျိုးသောစုံစမ်းခြင်းကိုကြုံတဲ့အချိန်မှာတို့ကောင်အကျိုးနဲ့ခြင်းကိုမရောက်ဖို့အတွက်အရေးကြီးပါတယ်ဖះထုတ်ကပတ်တော်နဲ့သွားလာတယ်ဆိုရင်ပေတော်မှဆုံရှုံခြင်းကိုရောက်မှာမ ဖို့ဆိုတော့ကျွန်တော်ပြောချင်တယ်ကျွန်တော်တို့အသက်တာထဲမှာအမျိုးမျိုးပဲပဲဆော့ဆော့ပြောသလိုကျွန်တော်တို့မိသားစုထဲမှာတော့ကျွန်တော်တို့ဆုံဆန်းချင်းခံရမယ်ကျွန်တော်တို့အပေါင်းအသင်းတငယ်ချင်းတွေလုပ်ငန်းခွင်ထဲမှာတော့လည်းကောင်းကျွန်တော်အသင်းတော်ထဲမှာတော့လည်းကောင်းကျွန်တော်တို့ဆုံဆန်းချင်းအမျိုးမျိုးရှိမယ်ဒါပေမဲ့ကျွန်တော်တို့ကဖုတ်ပတ်တော်နဲ့သွာလာရင်အောက်ကိုမရောက်ဘူးပြည့်စည်ခြင်းကိုမရောက်ဘူးဆိုတော့ကျွန်တော်ပြောချင်တယ်မကြမ်းစင်နိုင်အောင်ရှိတော့လဲစိတ်မပြေတ ျွန်တော်တို့ရဲ့အသက်တာထဲမှာလုံးဝကြံစီလို့မရအောင်ပျက်စီးယိုယွင်းနေတယ်အသက်တာထဲမှာဆိုးွားနေတယ်အိုးမှာအာဒီယောဘအသက်တာလို့ပေါ့ယောဘအသက်တာထဲမှာတည့်ရက်ထဲနဲ့ဘလို့မှစိတ်နှလုံးအဖြစ်ကြံစီတွေးတော်လို့မရနိုင်အောင်စုံစမ်းချင်းအကြီးအကျယ်ဝင်တဲ့အချိန်မှာလေအာယောဘကစိတ်မပြတ်ဘူးဖယားသခင်ကအမြဲတမ်းဖတ်တွေ့တယ်ဖယားသခင်နာမပုံကြီးပါစေဒါကြောင့်မလို့ကျွန်တော်ရဲ့အသက်တာထဲမှာလေဤကဲ့သို့ယောဘကဲ့သို့အသက်တာမျိုး အားဖြင့်ကျွန်တော်ရဲ့အတ္တတာထဲမှာမရောက်လာဘူးဆိုတော့ပေတော့မှအာမခံလို့မရဘူးဒါကြောင့်မို့ကျွန်တော်တို့အတ္တတာထဲမှာရောက်လာပြီဆိုရင်ကျွန်တော်အမြဲတမ်းဖျားကိုဖက်တွယ်ပြီးခမသွားတာဖြစ်ကျွန်တော်ခွန်အားပေးခြင်းနဲ့အာညှင်းဆဲခြင်းကိုခံရတော့လေဆုံးရှုံးခြင်းမရှိတဲ့ညှင်းဆဲခြင်းကိုခံကျွန်တော်ရဲ့အတ္တတာထဲမှာအပေါင်းအသင်းထည့်ရပဲဖြစ်ဖြစ်ကျွန်တော်တို့ကိုပေးနေတဲ့ချုပ်ချယ်တဲ့ညှင်းဆဲကြတယ် အာစကားအဖြစ်တော်လကောင်ငွေရည်ချီအဖြစ်တော်လကောင်စိတ်တရေရအဖြစ်တော်လကောင်အာအာဟာနာအဖြစ်တော်လကောင်အမျိုးမျိုးချုပ်ချယ်တာတို့ရင်းဆဲတာတို့ရှိနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အသက်တာထဲမှာလုံးဝကိုဆုံရှုံခြင်းကိုမရောက်နိုင်ဘူးဘာကြောင့်လဲဆိုကျွန်တော်တို့လောကကိုအောင်တဲ့ခရစ်တော်ဆိုတော့ကျွန်တော်တို့အထက်မှာရှိလို့ဖြစ်တယ်ဘုရားခင်နာမှာပုံကြည့်ပါစေဒါကြောင့်မလို့ကျွန်တော်တို့ဖုတ်ကပတ်တော်နဲ့တွားရင်ဆုံးရှုံးခြင်းကိုလည်းပေတော့မှရောက်မယ်မဟုတ်ဘူးဆိုတော့ကျွန်တော်ပြောချင်တယ်အောက်တုတ်ထဲချင်းကိုခံရတော့လဲဆုံးရတော့မရဘူး အောက်တို့လဲချင်းကိုခံရတယ်လူတွေကကျွန်တော်တို့အသက်သာတယ်ကျွန်တော်တို့တိုးတက်ပြီဆိုရင်ကျွန်တော်တို့ကရင့်ကျက်လာပြီဆိုရင်ဖျားချင်းမြောက်လာပြီဆိုရင်ဒီလောကသားတွေကမနာလိုတတ်ကြတယ်သဝင်တူတတ်ကြတယ်ဒါအဲ့ဒီချိန်မှာလောဘတောတာမောဟပြည့်နေလူတွေကကျွန်တော်တို့ကိုအောက်ကိုလဲချအောင်ပြန်လဲအောင်မရမကကျွန်တော်ရဲ့အသက်သာထဲမှာအာသူတို့နဲ့ပြန်တူသွားအောင်လောကီဆန်သွားအောင်ကျွန်တော်တို့ကအမျိုးမျိုးလုပ်မှာဖြစ်တယ် ခဲချအောင်ကျွန်တော်တို့လဲမလဲလဲအောင်သူကတွင်းလဲမှာဖြစ်တယ်ဆွဲလဲမှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ရဲ့အသက်သားထဲမှာတတိုင်းကြီးလိုခိုင်မာနေတဲ့ကျွန်တော်ရဲ့ယုံကြည်ခြင်းဖြစ်တယ်ခရစ်တော်ဟာကျွန်တော်တို့အတူရှိတယ်အတွက်ကြောင့်မလို့သူတို့အောက်ကိုလဲချင်းကိုခံရတော့လဲတဲ့ဆုံးရတော့မရအောင်ဘုရားခင်နာမှာတော့ပုံကြည့်ပါစေဘလောက်ပဲလူတွေကြံစီပါစေဘလောက်ပဲကြိုးစားကြပါစေကျွန်တော်တို့ကအောက်ကိုဆုံးထိတိုင်အောင်မရဘူးဆုံးထိတိုင်အောင် လဲချင်းမခံရနိုင်ပါဘူးဆိုတော့ကျွန်တော်ပြောချင်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာထုတ်ကပတ်တော်နဲ့သာသွားလာမယ်ဆိုရင်ဖရာသခင်ကကျွန်တော်တို့ကိုယ်ကဆောင်းဆောင်မယ်။မဆမ်းမယ်။ဆုံဆန်းချင်းကနေလွတ်မြောက်ချင်းပေးမယ်။လဲချချင်းကနေအထမြောက်ချင်းကိုပြန်ပေးပြီးခမှကျွန်တော်တို့ခန္ဓာစိတ်ဝိညာဉ်2020နဲ့တည်းဟာအောင်မြင်ခြင်းတွေနဲ့ရှောက်လန်းနိုင်မယ်ဆိုတာကျွန်တော်ခွန်အားပေးခြင်းနဲ့ရောက်တိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေအာမင်